ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ဂူကြီးတွေကအမဲလိုက်သိမ့်ငတ်တောင်းဦးထဲမှာနေကြတဲ့ရာနိုမွန်နူနဲ့အတော်တီလူတို့ကတငယ်ချင်းကောင်းတွေဖြစ်ကြပါ යි ။ဒီနေ့မှာတော့သူတို့တောင်းရလုံးအတူအစာရှာထွက်ကြပါ යි ။အဲဒီချိန်မှာရုတ်တရက် မိုးရီအသေးအံရွာချလာပါရဲ့ဟမ်မိုးရီဘာလို့ရုတ်ရက်ရွာချလာရလဲငါတို့အခုထိအစာလည်းမရှာသေးဘူးလေဒီလောက်မိုးရီရွာနေရောငါတို့အစာဘယ်လိုဆက်ရှာနိုင်မှာလဲနေပြောတာမှန်တယ်မို့လို့မိုးရီရွာတဲ့အချိန်တိုင်းအကုန်စုကုန်လိုက်မယ်ပြီးရင်အတောင်တွေရေဆိုပြီးတိတ်မပြန်နိုင်မယ်နေမှာငါတို့မိုးတိတ်ဖို့ခဏစောင့်ကြတာပေါ့မိုးတိတ်သွားရင်ငါတို့အစာရှာပြီးအိမ်ပြန်ကြမယ်ငှက်တွေလည်းမိုးတိတ်ဖို့အကြာကြီးထိုင်ဆောင်နေကြပါဒါပေမဲ့မိုးကမတိတ်ပဲပုံလို့တောင်ရွာလာပါသေးရဲ့ ဒီမိုးကနည်းနည်းလေးမှမတိတ်သေးဘူးငါတို့ဒီမှာအကြိုက်ထက်ဆောင်လို့မရတော့ဟုတ်တယ်နေပြတော့မှန်တယ်အရန်ကြာနေပြီအခုငါတို့အားလုံးအိမ်ပြန်သိပြီအိမ်မှာဥရီကိုစောက်ရှောက်မဲ့သူမရှိဘူးအေးဒီမှာနေတို့နည်းအိမ်ပြန်ခြင်းနေဆိုရင်ပြန်ကြပါငါနေတို့နည်းနဲ့တူလိုက်မပြောင်းငါမိုးရိမ်ဆိုမခံချင်ငါအစာရှာပြီးမှပဲအိမ်ပြန်လာမှာအတော်ဒီနူးရဲ့စကားကြတော့ရာနိုးနဲ့မွန်နူးလည်းဘာမှမပြောဘဲသူတို့ဘာသာသူတို့အိမ်ပြန်လာပါဒါပေမဲ့အတော်တီလူကတော့ အဲဒီသစ်ပင်ပေါ်မှာထိုင်ပြီးမိုးတိတ်ဖို့စောင့်နေပါသူတို့မြောက်ကတကယ့်ငကြောက်တွေပဲမိုးလီနဲ့နဲ့ရွာနေအောင်ကြောက်နေကြတာကဲပါငါလဲဒီနားတစ်ဝိုက်မှာအစာလိုက်ရှာကြည့်အောင်မေစပန်နာမည်ရရအတိပဲရရအစီပြေအတော်တီလူလဲအဲ့လိုတွေ့ပြီးဘေးနာတစ်ဝိုက်အစာလိုက်ရှာပါအဲ့လိုနဲ့အတော်တီလူကကိုတခုအမြင်သွားပါသူမလဲအဲ့ဒီကိုတဲ့ဝင်သွားပါဟုတ်ဘယ်ဆိုလို့လဲဂူရအရန်ကောင်းတာပဲနောက်ပြီးကူထဲမှာအသေးတွေအများကြီးလဲတွေ့နေရတယ် ဒါပေမဲ့ဒီကူတဲ့ဘသူနေရာဖြစ်နိုင်မလဲအဲ့လိုနဲ့ဆက်ဆက်ဆူဆူရှိရဲ့အတော်ဒီလူကကူထဲဝင်ပြီးလိုက်ကြည့်နေပါ යි ကူထဲမှာတော့ဘသူ့အောင်မလဲမတွေ့ဘူးကြည့်ရတာဒီကူထဲမှာဘသူမှမနေဘူးထင်တယ်အဲ့ဒါငါနဲ့ပါဆိုင်လို့လဲအခုလောလောဆယ်ငါပိုင်ရမ်းစာနေအခုတွတ်တော့ငါဒီသီးတွေပဲစားလိုက်မယ်အတော်ဒီလူလည်းအေးအေးဆေးဆေးအသီးတွေကူပြီးစားနေတဲ့အချိန်မှာကူထဲကို အမဲလိုက်တဲ့ငါတကောင်ဝင်လာပါ යි ဟဲ့ငါမနေရငါနေရဲ့ကူထဲဘာဝင်လုံနေရလဲဟမ် ဟုတ်ဟုတ်မိုးရွာနေတဲ့အချိန်ကျမလည်းဘိုင်ရန်စာနေရအဲ့ဒါကြောင့်အသီးရိစာပုတ်ဂူထဲလာခဲ့ရပါကျမခွတ်လွတ်ပေးပါကျမအခုချင်းဒီကနေပြန်သွားပါမယ်ဟာဟဲ့ငါမနေအခုဘဲမှသွားလို့မရတော့ဒီဂူထဲကိုတစ်ခေါက်ရောက်ပြီဆိုရင်ပြန်မထွက်နိုင်တော့နေအခုတနည်းအားရသွားမယ်ဆိုရင်ငါပိုက်တယ်တန်တန်မတ်မတ်သွားရတော့မှာအခုလောလောဆယ်တော့ငါဘိုင်ရန်မစားသေးဘူးဒီလိုလုပ်မယ်ငါနေ့ကိုနှောင်ကြိုက်တဲ့ပိတ်ထားလိုက်မယ်ပြီးမှအရသာရှိရှိစားတော့မယ် အဲ့လိုပြောပြီးတော့အမဲလိုက်သင်္ခါကအတော်တီလူကိုတိုက်ခိုက်ပိုင်းပြီးတော့အတော်တီလူကိုလောင်ကြိုက်တဲ့ထဲပေးလိုက်ပိုင်းအခြားတစ်ဖက်မှာလည်းငှက်တွေအားလုံးကရာနိုရဲ့အင်ကနေအတော်တီလူကိုစောင့်နေကြပိုင်းအဲအခုအရန်ကြာနေပြီလေဘာလို့အခုထိအတော်တီလူအိမ်ပြန်ရောက်မလာသေးရလဲဟမ်အတော်တီလူဘာလို့ချိန်တွေအဲ့လောက်ကြာနေလဲဆိုတာမသိဘူးလေအခုချိန်လောက်တော့အိမ်ပြန်ရောက်သင့်နေပါပြီအိုးနေတော့စိတ်မပူကြပါနဲ့ကြည်ရတာအတော်တီလူလဲအစာရှာရင်ရှာရင် တော်တော်ဝေဝေရောက်သွားနေမှာပါအဲ့ဒါကြောင့်အခုလိုအရန်ကြာနေရငှက်တွေအကောင်လုံးလည်းအချိန်အကြာကြီးအတော်တီလို့ထိုင်ဆောင်နေရင်ပင်ပန်းနေကြပါပြီအဲ့ဒီတော့သူတို့လည်းကိုစီကိုစီအိမ်ပြန်သွားကြပါအဲ့လိုနဲ့နောက်တနေ့မနက်မိုးလင်းလာပါမနက်မိုးလင်းတော့မိုးကတိတ်သွားပါပြီငှက်တွေလည်းတဖန်ပြန်ပြီးရာနိုရဲ့အိမ်ကိုရောက်လာပါအခုတော့မိုးလည်းတိတ်သွားပြီလေဒါပေမဲ့ဘာလို့အခုချိန်ထိအတော်တီလို့ကအိမ်ပြန်မရောက်လာသေးရလဲဟမ်ဘာများဖြစ်နေရလဲမသိဘူး ကြည့်ရတာအတော်တီလူအခက်အခဲတစ်ခုခုနဲ့ကြုံတွေ့နေပြီလို့ငါထင်တယ်။ဟုတ်တယ်နေပြောမှန်းတဲ့အကိုကလူငါတို့အတော်တီလူကိုကူညီပေးတင်တယ်။ကဲလားငါတို့တောင်းထဲသွားကြည့်ကြမယ်။ပြီးရင်အတော်တီလူရအောင်ရှာပြီးအိမ်ပြန်ခေါ်လာကြမယ်။အဲဒီလိုနဲ့ငှက်တွေအားလုံးကမနီကသူတို့အတော်တီလူကိုထားခဲ့တဲ့တောင်းအုပ်တဲကတစ်ပင်စီပြန်လာပါ යි ။ဟဲ့မနီကငါတို့အားလုံးဒီတစ်ပင်မှာထိုင်ခဲ့ကြမလား။ဒါပေမဲ့အတော်တီလူကဒီနေရာနေဘယ်ထွက်သွားလဲမသိဘူး။ ဒီလိုလုပ်မယ်ငါတို့အားလုံးလူစုခွဲပြီးအတော်တီလို့လိုက်ရှာကြမယ်အဲ့ဒီနည်းဆိုအတော်တီလူနဲ့လွယ်လွယ်ကူကူမြ мян ရှာတွေ့နိုင်တော့တယ်နေရကူရဲ့ဘဲချောင်းသွားငါနဲ့အကိုကလူကတခြားတစ်ဖက်ချောင်းသွားမယ်နေ့လည်ကြရင်ငါတို့အကုန်ဒီနေရာမှာပဲပြန်ဆုံကြမယ်ဟုတ်ပြီနော်ရာနူပြောတဲ့အတိုင်းငှက်တွေအားလုံးကအတော်တီလူကိုအသီးသီးခွဲရှာကြပါမုံနူးလဲကူဘက်ချောင်းကိုသွားပါကူနာရောက်တဲ့အချိန်မှာအသီးတွေကိုမြင်သွားပါ යි ။ဟုတ်ဘယ်ဆိုးလို့လဲ ဒီကူထဲမှာအသီးတွေများကြီးပဲရှိတယ်။ကဲပါအရင်တော့ငါအသီးနည်းနည်းစားလိုက်အောင်မေး။မုံနူးလည်းအသီးတွေကိုစားရင်စားရင်ကူထဲဝင်သွားပါ යි ။ကူထဲကိုရောက်တော့တိမ်ငတ်ကသူ့မောက်ကိုမြည်သွားပါ යි ။ပြီးတော့တိမ်ငတ်ကြီးကသူ့မောက်ကိုလည်းဖမ်းပြီးလောင်ကြိုက်တဲ့ထဲပိတ်လိုက်ပါ යි ။အဲ့လိုနဲ့နေ့လည်အချိန်ရောက်လာပါ යි ။ရာနုံးနဲ့ကာလူကအဲ့ဒီတပင်းစီ ပြန်ရောက်လာကြပါ යි ။ဒါပေမဲ့သူတို့နဲ့အဲ့ဒီတပင်းပေါ်မှာအချိန်အကြာကြီးထိုင်ဆောင်နေပေမဲ့မုံနူးကရောက်မလာပါဘူး။ဟာ အချိန်ရမ်းကြာနေပြီ။ဒါပေမဲ့မုံနုကဘာလို့အခုချိန်ထိပြန်ရောက်မလာသေးရလဲ။သူလည်းအတော်တီလူလို့အခက်ခဲနဲ့တွေ့ကြုံနေရများလားမသိဘူးဟမ်။ငါလည်းအဲ့လိုပဲထင်နေရင်။ तू ကဂူဘတ်ချောင်းသွားတာ။အဲ့ဒီကူထဲမှာတခုခုလွဲနေတာသိချင်။ကဲလားငါတို့လည်းအဲ့ကူထဲသွားကြည့်ကြမယ်။အဲ့လိုနဲ့ကာလူးနဲ့ရာနိုလည်းဂူဘတ်ချောင်းကိုရောက်လာပါ යි ။ရာနိုနဲ့ကာလူးလည်းဂူနာတဝိုက်မှာရှာကြည့်နေပါ යි ။အဲ့ဒီချိန်မှာရာနိုကအသေးရီကိုမြည်သွားပါ යි ။အဲအကုတ်ကလူ ဟိုမှာကြည့်ပါဦးဒီနားမှာတရားရောက်ကအသီးစားတဲ့ပုံပဲอืมဟုတ်တယ်တေချာပါအဲ့အီဒီစားခဲ့တဲ့သူကမုံနူးပဲနေမှာငါတော့ဒီကူထဲမှာတခုခုလွဲနေရလို့ခံစားရတယ်ဒီလိုလုပ်မယ်ဒီကူထဲမှာဘာရှိလဲဘာရီဖြစ်နေလဲဆိုတာသိရဖို့ငါတို့เนี่ยဂူထဲတွတ်တွတ်တက်တက်ဝင်းကြည့်ကြမယ်အဲ့လိုပြောပြီးတော့ရာနိုနဲ့ကာလုံနဲ့တွတ်တွတ်တက်တက်ဂူထဲဝင်သွားပါသူတို့အထဲကိုရောက်တော့အတော်တီလူနဲ့မုံနူတို့လောင်ကြိုက်ထဲမှာအပိတ်ခံထားရတာကိုတွေ့သွားပါတယ် အိမ်သားမှာတိုင်းငတ်ကြီးကစိန်နဲ့အိတ်လီပိုင်းအမလီဖျားသခင်ဒါရီကုံလှုပ်ထားတာတိုင်းငတ်ကြီးပဲသူကနှစ်ယောက်လုံးဖမ်းထားတာအခုငါတို့ဘာဆက်လုပ်ကြမလဲငါတို့သူတို့နှစ်ယောက်ကိုဒီနေရာနေဘလို့ခဲ့ကြမလဲဟမ်အခုကလူရေငါမှာအကြံတစ်ခုရှိရဲ့အကုံငါနဲ့အတူလိုက်ခဲ့ငါပြောရတဲ့အကုံလိုက်လို့ပေးကာလူနဲ့ရာနိုတို့လည်းဂူပြင်ထွက်လာကြပါခဏလောက်နေရောရာနိုကကောက်ရိုးနေနေနဲ့ထင်းနေနေယူပြီးဂူထဲပြန်ဝင်လာပါအကုံကလူ အကူကောက်ရိုးတွေဒီပေါ်ထားလိုက်ငါအဲ့ဒါတွေမီးရှို့လိုက်မယ်ရာနိုလည်းကူပောင်းဝါကနေကောက်ရိုးတွေကိုမီးရှို့လိုက်ပိုင်းကောက်ရိုးတွေမီးဆွဲတာနဲ့မီးခွန်းငွေတွေအများကြီးဂူထဲဝင်သွားပိုင်းဂူတစ်ခုလုံးမီးခွန်းငွေတွေနဲ့ပြည့်သွားပိုင်းဟာဒါဒါဘာဖြစ်နေရလဲဒီလောက်မီးခွန်းငွေအများကြီးဘယ်ကနေလာနေရလဲငါဘာလို့ဘာမှမမြင်ရတော့တာလဲအတက်လည်းကောင်းကောင်းမရှုနိုင်တော့ငါမြင်မြင်အပြင်ထွက်မှရမယ်တိုင်းငယ်ကြီးကအော်ဟစ်ပြီးဂူပြင်ဘက်ကိုရောက်တာနဲ့ထောင်ချောက်တဲပြိမ့်မိသွားပါတယ် တကယ်တော့ရာနိုးနဲ့ကာလူကဒူပဝါမှာထောင်ချောက်ထားတာပါ။တိုင်းငယ်ကြီးအပြင်ထွက်လာနဲ့ချက်ချင်းပဲအဲ့ဒီထောင်ချောက်တဲကိုပိတ်မိသွားမှာဖြစ်ပါယ်။တကယ်လည်းအဲ့လိုပဲဖြစ်ခဲ့ပါယ်။သူတို့နှစ်ယောက်လုံးတိုင်းငယ်ကြီးကိုဖမ်းလိုက်ပါယ်။ပြီးတော့သူထဲမှာပိတ်မိနေတဲ့မုံနူးနဲ့အတော်တီလူကိုကယ်ထုတ်လိုက်ပါယ်။သူတို့အားလုံးအတူပေါင်းပြီးတိုင်းငယ်ကြီးကိုကောင်းကောင်းဆုံးမပေးလိုက်ကြပါယ်။ပြီးတော့သူတို့အားလုံးအိမ်ဘက်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာကြပါ යි ။တောင်းအထဲမှာလည်းပျော်ရွှင်မှုတွေလည်းတဖန်ပြန်ရလာပါ යි က်တွေလည်းအတော်တီလုံးနဲ့မုံနူးကိုမြင်ပြီးဝမ်းသာသွားကြပါရဲ့။ကဲမိတ်ဆွေတို့ဘယ်လို့မဆိုညံရှိရှိနဲ့လှုပ်တင်ပြီးဘယ်တော့မှလောဘမတက်ရဘူးဆိုတဲ့အသည့်ကိုဒီပုံမြင်လေးရပေးပါရဲ့နော်။အခုလိုမျိုးစိတ်ဝင်စားကြငှက်ကတုံပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ဒီမ ాయి channel ကို like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်။